ဲ့တော့ဘလို့လူမျိုးကိုကိုယ့်ရဲ့အချစ်တီးကိုပေးတင်လဲဆိုတာကိုတစ်ရက်နှစ်ယောက်ရဲ့ energy ကလုံးဝကိုကွာခြားရမှာလား make you wonder အမတော်ဒီကကြီးကမှာအရန်အာလုံးကလေပေါပေါပဲပဲတွေဖြစ်နေတဲ့အချိန်မှာပေါ့နော်ကိုယ့်ရဲ့တမိုးရှိရဲ့အချစ်တူဘလို့လူမျိုးကိုပေးရမှာလဲဆိုပြီးတော့ဝေခွဲမရတဲ့အရာတွေဖြစ်ကြရဲမှာလားဆွဲကိုရိုင်းလေအဲ့လိုဝေခွဲမရတဲ့အရာတွေအများကြီးရှိပါတယ်ကိုက တကယ်ကိုကိုယ့်ရဲ့တမိုးရှိရဲ့အချစ်တွေကိုကိုကသူ့ကိုပေးလိုက်ပြီမယ်။သူကအမြဲတမ်းဒီမှာဒီခေတ်ကြီးမှာဖြစ်ပျက်နေကြပုံစံအတိုင်းပဲပုတ်ပြက်ဖြစ်နေရဆိုလို့ရှိရင်ကိုယ့်ရဲ့အချစ်တွေတမိုးမရှိသလိုဖြစ်သွားမှာလीနော်။အဲ့တော့ဘလို့လူမျိုးကိုကိုယ့်ရဲ့အချစ်တွေကိုပေးတင်လဲဆိုတာကိုသိရှင်နေဆိုလို့ရှိရင်ဒီ blog အဆုံးထိကြည့်ပြီးရော။ဒီ blog ထဲမှာပါတဲ့သူမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ချစ်ချင်းမေတ္တာတွေကိုသူ့ရှိကိုပေးဖို့လုံးဝထိုက်တန်တယ်လို့ဆရာပြောချင်ပါတယ်။ ခြားနံပါတ်1ကိုစိတ်ကိုအေဂျင်စီရဲ့သူအထွေရှိရမို့လားသူကကိုရန်ချစ်ပါလို့ပြောပေမဲ့သူအเจ้าကိုတွေးလိုက်တယ်ဆိုလို့ရှင်ကိုစိတ်ထဲမှာပူလောင်ရတာစိတ်မပျော်ရှင်တာရတမအေးဖြစ်ရတဲ့အဲ့လိုလူတွေရှိရမလားခြားအဲ့လိုလူမျိုးမဟုတ်ဖဲနဲ့သူအเจ้าစဉ်းစားလိုက်တာနဲ့အေဂျင်ပြီးတော့ပြုံးမိတာជីနူးမိတာတခုဆိုရှင်လုံခြုံနှွေးထဲသူလို့စိတ်ခံစားချက်ရတာကိုနဲ့ energy ကိုက်တယ်ဆိုတော့ခံစားချက်ရတာအဲကိုကိုနုပြိုစေမဲ့ collagen နဲ့ happy hormone တွေထွက်လာအောင်လုပ်ပေးနိုင်တဲ့သူမျိုးပါဆွဲရတော့ကိုပူလောင်စေတဲ့အရာတွေကိုအချစ်လို့ခေါင်းစဉ် တက်ချင်ပါဘူး။မနေ့ကိုတမိုးထားပြီးတော့ဦးစားပေးတက်တဲ့အသူပြောတော့ဘုံလူတိုင်းမှာတော့အတောက်ကိုစီရှိကြရတဲ့အတွက်တခုဆိုလို့ရှိရင်ကိုကိုကိုပဲဦးစားပေးတက်ကြပေးမယ်ပေါ့နော်ကိုကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်တခါကြလို့ရှိရင်ကိုအတွက်ကိုသူ့ထက်သူ့ကိုပို့ပြီးတော့ဦးစားပေးပြီးတော့ချစ်တဲ့သူမျိုးကြီးရှိပါတယ်အဲ့တော့သူ့ထက်ကိုကိုပို့ပြီးတော့ဦးစားပေးရတဲ့သူမျိုးရှိရဲ့ဆိုလို့ရှိရင်ရောင်းမှာတော့အဲ့လိုချစ်တင်ပါတယ် နံပါတ်3ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံပြီးတော့သဘောကျတဲ့သူလူရန်တော့ကိုယ့်ရဲ့ကောင်းတဲ့အချက်တွေလှပတဲ့အချိန်မှာအောင်မြင်နေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့အရာတွေစတာတွေကိုလက်ခံဖို့အတွက် ready ဖြစ်ပေမဲ့လူတယောက်ရဲ့ကံနှိမ့်တဲ့အချိန်ဆိုးတဲ့အချိန်အဆိုးတွေကြုံလာတဲ့အချိန်ကြာရှုံးတဲ့အချိန်မှာဆိုလို့ရှိရင်နော်လူတွေကအတူတူရင်ဆိုင်ဖို့အတွက် ready ဖြစ်နေတတ်မကြပါဘူး။ဒါအဲ့တော့အဲ့လိုအခြေအနေမျိုးမှာတော့မှာပဲကိုယ်အနားမှာတယောက်လောက်ကအဲ့ဒါတွေကိုလက်ခံပေးပြီးတော့အတူတူရင်ဆိုင်ပြီးတော့ကြော်ဖြတ်ပေးမယ်၊ကုညီပေးမယ်ဆိုလို့ရှိရင်နော်အဲ့တူကိုသင်က ချစ်မြတ်နိုးကိုထိုက်တန်တဲ့သူပါ။ခြားဘွားနဲ့ရင်းပြီးတော့ပြောတာမဟုတ်ဘူးဆိုလို့ရှိရင်တော့ဥပမာလုံးဖို့လို့နေမကောင်းဖြစ်လို့ပဲထား။လူတယောက်ကတော့ အဲကို့ကိုပေါ့နော်ဟာနင်ကဆုတ်ပြတ်တက်နေရပဲတည်ရမလားနင်မကောင်းလို့မပြင်မစင်တဲ့ပုံစံကိုပေါ့အင်းမကြိုက်ဘူးပေါ့နော်အဲနောက်တစ်ယောက်ကကြတော့ဩငါအဲ့လိုပုံစံဖြစ်နေလို့ငါမလှဘူးဆိုလို့ရှိရင်တော့မနော်နင်မကောင်းလို့ချွေးစော်တွေနမ်းမျိုးကို့ကိုတော့မှမတည်ဘူးဆုတ်ပြတ်တက်နေလို့ကိုက confidence မရှိဖြစ်နေတော့မှပဲဒါနင်မကောင်းလို့ဖြစ်တာပဲလေဒါကဘယ်လိုဖြစ်လို့ပဲရပါတယ်ခင်အလုံးလက်ခံနိုင်ဆိုပြီးကို့ရဲ့အနည်းဆုံးတော့ကို့ရဲ့စိတ်တက်တာရအောင်ကို့ကိုလက်ခံပြီးရောပြောပြရတဲ့သူမျိုးပါဒါကရုပ်ဖုံးတော့နားထောင်ကြည့်ရဆိုလို့ရှိရင်တော့ဘာမှမဟုတ်ဘူးဆိုလို့ရှိရင် ဲ့နှစ်ယောက်ရဲ့ energy ကလုံးဝကိုကွာခြားရမှာလားကိုကိုရဲ့တမိုးရှိရဲ့ချစ်ခြင်းမေတ္တာတွေကိုကိုနဲ့ energy မကိုက်တဲ့သူကိုပေးမိရယ်ဆိုလို့ရှင်တော့အင်မတန်မှစိတ်ဆင်းရဲရပါလိမ့်မယ်ခြားအဲ့တော့ဆက်ပြုတ်တဲ့အချက်ဒီသုံးချက်ရှိရယ်ဆိုလို့ရှင်ပေါ့နော်အနည်းဆုံးတော့နှစ်ချက်အထက်ရှိရယ်ဆိုလို့ရှင်ရင်သင်ရဲ့ချစ်ခြင်းမေတ္တာတွေကိုပေးဖို့အတွက်စဉ်းစားပြုလို့ရပါတယ်သုံးချက်ဆိုလို့ရှင်တော့ကိုချက်ချင်းပဲပါလီဟဲဆက်ဆက်လေးကိုအပြစ်ချပါရှင် chat reply နဲ့ပတ်သက်ပြီးအထင်မြင်ချက်လေးရှိရင်လည်းဆက် comment မှာ chat ပေးခဲ့ပါဦးเนาะနောက်ထပ်ဘလော့မှာပြန်လည်ဆက်တွေ့ပါမယ်ရှင်ဆက်ဆက်ဖြစ်ပါတယ်အန်ညောင်း